မင်္ဂလာပါဒီတစ်ခါတော့အပြောင်းလဲလေးဖြစ်သွားအောင်မြမရာဇဝင်လေးတစ်ခုကိုပြောပြမယ်အပြင်းပြင်းနားထောင်ပေါ့နော်ဘီရင်90လုံးလုံးမိဖုရားမြောက်ခဲ့တဲ့ရှင်ဖို့မယ်ကိုတော်တော်များများလဲသိကြမှာပါဆိုတော့သူ့ကိုပထမဦးဆုံးမိဖုရားမြောက်ခဲ့တာကတော့ပထမဘီရင်မင်းခေါင်သူ့ရဲ့ဦးလေးတော်တယ်ဆိုတော့သူ့ရှင်ဖို့မယ်က၈နှစ်သမီးပဲရှိသေးတယ်ဆိုတော့ တူမကိုကောင်းစားစီခြင်းလို့လားရှင်ဘုမေရဲ့အလှတရားတည်ချောင်းလားတော့မသိဘူးပေါ့နော်တော်တော်လေးလက်ချစ်ခင်မြင်လို့ရတဲ့ပရမဘယင်မင်းခေါင်နဲ့မွန်ဘယင်ရာဇဒွတ်တို့စစ်ဖြစ်တော့အောင်မြမပြီကိုစုံစင်းပြီးတော့စစ်ချီတယ်အဲဒီတော့ဘယင်နဲ့မြင်းကြီးမင်းသားတွေမိဖုရားတွေကိုခေါ်သွားလေးရှိတယ်စစ်ရှုံးလို့ထွက်ပြေးတော့ရှင်ဘုမေလေးကပြုတ်ကျကြံခဲ့တယ်ဆိုတော့ချောင်းဆက်မှာပုန်းနေတဲ့ရှင်ဘုမေကစင်ကဲကိုတွေ့တော့လှမ်းအော်ပြီးအကူညီတောင်းတယ် ဆိုတော့စင်ကဲရလဲသွားပြီငါတော့ဒုက္ခရောက်ပြီလို့ဆိုရတဲ့ဆိုတော့မကယ်ပြန်ရင်လဲအပြစ်ကယ်ပြန်ရင်လဲအပြစ်ဒါပေမဲ့ तू ကယ်လာတယ်တော်ရဲတောင်ထဲမှာရှင်ဖို့မယ်ကိုတစ်ပင်ရဲ့အင်းစင်ပေါ်မှာတိတ်တယ်သူကတစ်ပင်အောင်မှာအိတ်တယ်မြို့ရဲရွာရဲကိုရောက်လို့ရှင်ရဲ့အိတ်ခန်းဆောင်မှာအိတ်ခိုင်းတယ်သူကတော့အိမ်အောင်မှာအိတ်တယ်ဆိုတော့မောင်နှမတန်ရောစင်နဲ့ပဲအဲဟို တင်းငင်းရှင်းရှင်းနေခဲ့ကြရဲပေါ့ဒီလိုနဲ့နန်းတော်တွေကိုဆင်ကဲနဲ့အတူရှင်ဖို့မဲ့ပြန်ရောက်လာတော့ဘီရင်ကလည်းအာယဝန္တာနဲ့စီကြိုတယ်လန်ခီယာအဖြစ်ပြက်တွေကိုမေးတယ်ဆိုတော့ဆင်ကဲကိုယုံနေစုလက်တွေချတယ်ဆိုတော့တွင်တိုလွန်းချင်းလွန်းနဲ့ဘီရင်ကလည်းမိဖုရားကိုလန်ခီယာအကြောင်းလေးပြန်ပြန်ပြီးတော့ထိကပါကြီးကပါမေးတယ်ရှင်ဖို့မဲ့ကလည်းနားဝင်အောင်ရှင်းပြတယ်ဒါပေမဲ့တနေ့မှာတော့ဘင်းရဲ့ရှေ့မှာကွန်းစားနေတော့ကွန်းဒီကိုညှက်တာ ကိုညက်လက်ညကိုညက်သွားတော့အိုးစင်ကဲကဲပါလို့ရောင်ပြီးတောက်တလိုက်မိတာစင်ကဲလေဒုက္ခရောက်ပါလေရောအတိအသက်ခံလိုက်ရရောဆိုတော့သူ့ကြောင့်တရားတာဖြစ်တဲ့အတွက်ရှင်ဖို့မယ်လဲတော်တော်လေးငိုရှာတယ်တဲ့ဆိုတော့အိုက်ကနေပရမဘုရင်မင်းကောင်းနတ်ရွာဆန်တော့တားတော့စင်ပြူရှင်တေဟသူနန်းတက်တယ်အိုက်စင်ပြူရှင်ကလည်း ရှင်ဖို့မယ်ကိုပဲမိဖုရားဆက်မြောက်တယ်ဒါပေမဲ့သူနဲ့အတူဗိသိက်ခံလာတဲ့တောင်ညာဇံမိဖုရားစောမင်းလှရှိတယ်အဲ့တောင်ညာဇံမိဖုရားစောမင်းလှထက်ကိုရှင်ဖို့မယ်ကိုပဲမျက်နှာသာပေးတယ်အချစ်ပိုနေတဲ့အတွက်မင်းစောမင်းလှကလည်းနန်းတော်ကနေဆင်းပြီးတော့အဲဇီဒီရဲ့အနောက်ဘက်မှာတံဆောင်းလေးစောက်ပြီးတော့ပဲသူကနေတယ်တဲ့နောက်အခါမှာတံဆောင်းရှင်စောမင်းလှဆိုပြီးတော့အမိတွင်လာတယ်တဲ့ရှင်ဖို့မယ်ကိုပဲအချစ်တွေပိုးနေခဲ့ရကနေ နန်းတော်ကို ရှင်စောပုကရောက်လာတယ်။ဆိုတော့ရှင်စောပုကိုဘုရင်ကဘလို့ခေါ်မလဲ။ခုနှစ်ရခုနှစ်လီစုလျာရစ်ပတ်တာပေါ့နော်။ဟိုမင်္ဂလာပွဲကျင်းပပြီးတာတော့မှနန်းတော်ရဲ့ဓလေ့တွေကိုကြော်လွန်ပြီးတော့သူ့ရဲ့နန်းဆောင်မှာပဲဆက်ထားတယ်ရှင်စောပုကိုဆက်ထားတော့ရှင်ဖို့မယ်အကြီးအကျယ်ဒေါသတွေထွက်တယ်။ တိဟသူကအပြည့်သေးရေးကိုမကြည့်ဘူးအဲမိမတွေနဲ့ပဲပျော်ပါနေတယ်လက်ရုံးရည်လည်းမရှိတာကြောင့်အဲအငိုက်မှဝင်တိုက်ပါပေါ့ဆိုတော့အုံမောင်စားကလည်းဝင်တိုက်တယ်အဲဝင်တိုက်တဲ့အချိန်မှာရှင်ဖို့မယ်ကနင်းမူးမတ်တွေကိုလည်းသွားအရက်သေးစားတွေတိုက်ထားတယ်လို့တော့ပြောတာပဲပါဇက်ရစွင်လေးမှာတော့ပေါ့နော်အဲဒါနဲ့အုံမောင်စားလက်ရှင်းနဲ့တိဟသူကအဲမြားမှန်ပြီးတော့နှက်ရွာဆန်တယ် ဒါပေမဲ့နန်းတော်ကိုမရပါဘူးစောမင်းလှကအင်းဝတက်တီနဲ့အလုံးရင်းနဲ့ပြန်ပြီးခုခံတော့ဒီအုံမောင်စာလည်းအေးနေွားတယ်ပေါ့အုံမောင်စာအေးနေွားတော့စောမင်းလှကနန်းတော်ကိုပြန်လာအဲသူနဲ့တီဟသူနဲ့ရတဲ့တာမင်းလှငယ်ကိုနန်းတင်တယ်ဆိုတော့သူအောင်နေရှင်ဘိုးမေကိုဘရင်လောက်ကြမှုနဲ့အေးမရှိတဲ့အပြင်သူ့ရဲ့တာကို၉နှစ်လေးနဲ့နန်းတင်ပြီးတော့ ရှင်မိုးမယ်ကိုမိဖုရားထပ်မြောက်ပေးလိုက်တယ်။ဆိုတော့ရှင်မိုးမယ်ကဒုက္ခကိုအကြီးကျယ်ရောက်တယ်။အနေဟိုဒေါ်နဲ့အရှက်လဲရတာပေါ့နော်။ဆိုတော့မကြပါဘူးဒီကိုနှစ်သားမင်းလှငယ်လေ3လအကြာမှာစားတော့ပွဲမှာအစိတ်ခတ်ခံရတယ်။ဆိုတော့မင်းလှငယ်စားတော့ပွဲမှာအစိတ်ခတ်အစိတ်တင့်ပြီးတော့နတ်ရွာဆန်တော့သူရဲ့ငယ်ကြီးစားကလေးကျေးတောင်ညိုကိုနန်းတင်တယ်။ကလေးကျေးတောင်ညိုက လက်ယုံရင်လည်းမရှိဘူးတော်ဝင်သွေးလည်းမပါဘူးပြီးတော့ရှင်မို့မယ်ကိုပဲမိပြထမ်းမြောက်တယ်ဆိုတော့ဒါရှင်မို့မယ်လက်ချက်တွေပဲပေါ့နော်အိုက်ကလေးကြီးတောင်ညူကိုအဲမနေ့ခုနလအကြာမှာမိုးညင်းတဲ့တို့ကတခါတိုက်ပြန်ရောတိုက်တော့ဘာလက်ယုံရင်မှမရှိတဲ့ကလေးကြီးတောင်ညူကသူ့ချစ်ရတဲ့ရှင်မို့မယ်လက်ကိုဆွဲပြီးတော့ထွက်ပြေးရတယ်စလင်းမျိုးကိုလှေနဲ့စုံစင်းပြီးတော့ အဲပင်းလုံးမျိုးအရောက်မှာပြောမယ်ဆိုတော့နာမကျန်းဖြစ်ပြီးတော့နတ်ရွာဆန့်သွားတယ်လို့ဆိုတယ်။ရှင်မိုးမယ်ကဟန်နာရီကိုဝင်ပြီးတော့စစ်အကူအညီတောင်းမယ်လို့စဉ်းစားခဲ့ပေမဲ့အဲနောက်ဘယ်မဲမဲတက်တက်ပေါ့နော်။ဟိုဘီရာဇာပိတေကခံယူထားတဲ့မိဖုရားတစ်ပါးကိုတဲ့ဘသူမှတော့မထီမဲမြင်လုံးမမဟုတ်ဘူးဆိုပြီးတော့သူကဒီမန်းဆက်တော်ရာမှာပဲအခြေချပြီးနေလိုက်တယ်။ ကျွန်တော်အဲ့မန်းဆက်တော်ရာကိုမိုးညင်းမင်းတရားရဲ့စစ်တွေကလာပြီးတော့တိမ်းွားတယ်။လောင်းလင်ငယ်နဲ့ရှင်ဖို့မယ်ကိုခေါ်ွားတယ်ပေါ့။အဲ့ဒီမှာလှေစိတ်ကိုမိုးညင်းမင်းတရားကြီးကိုယ်တိုင်ဆင်းပြီးတော့အဲရှင်ဖို့မယ်လက်ကိုဆွဲနှစ်ဖူးပေါ်လက်တင်ပြီးတော့ကျမ်းမာရလာနှမတော့ဆိုပြီးတော့ညင်ညင်သာသာမေးပေမဲ့ရှင်ဖို့မယ်ကလက်ကိုပုတ်ချပြီးတော့ကျွန်စော်နန်းတယ်ဆိုပြီးပြောလိုက်တယ်တဲ့။ဆိုတော့မိုးညင်းမင်းတရားကြီးက သူကအရက်သားကနေစစ်သူကြီးဖြစ်လာတာစစ်သူကြီးကနေဘရင်ဖြစ်လာတာမဟာစီမဟာသွေးမပါတဲ့အတွက်ရှင်ဖို့မယ်ကကျွန်းလို့ပြောခဲ့တာပေါ့နော်ဒါပေမဲ့မိုးညင်းမင်းတရားကြီးကအပြစ်မမြင်တဲ့အပြင်သူကနန်းဆောင်တဆောင်ဆောက်ပြီးတော့ပါရှင်ဖို့မယ်ကိုမျက်မျက်နှုံနှုံနဲ့ထားတယ်တဲ့အဲပြောရရင်တော့ယောက်ျား9ယောက်ဆက်လုံးအမျက်မျက်နှုံနှုံနဲ့ချစ်ခဲ့တဲ့ချစ်ခံခဲ့ရတဲ့ဒီရှင်ဖို့မယ်ဟာ ဒီနောက်ဆုံး50မြောက်ဘယင်မာတော်မှသူကဘယင်မာတော်မှသူကအသက်40ကျော်ဝန်းကျင်ပဲရှိသေးတယ်တဲ့ဆိုတော့ယောက်ျား9ယောက်စလုံးမျက်မျက်နူးနူးနဲ့အချစ်ခံခဲ့ရတဲ့ဒီရှင်ဘုမေရဲ့တော်ဝင် အလှကလည်းအားကြမယ်ဆိုလဲကြားလောက်ဆရာပဲပေါ့နော်အဲညီးငွေ့မယ်ဆိုလဲညီးငွေ့ဆရာပဲနေမှာပါ